ကြံဖက်စစ်ခွေတက်ကအဆောက်အဦတွေဗျာကျောင်းမိသားစုဝင်တွေဒါမြောက်ဝီဟစ်တိုင်မှာလည်းတင်ထားပါတယ်တကယ်အဆောက်အဦအကောင်းတွေကိုအကုန်လုံးကိုဖြိုချဖြက်စီအဲ့ထဲမှာရှိတဲ့ကားတွေဆိုနောက်ဆုံးပေါ့ကနောက်ဆုံးပေါ့ကားတွေကြီးပဲရှယ်တွေကြီးပဲကျွန်တော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အမေရိကန်နိုင်ငံကမြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ကြားဖြန့်တွေကိုနှိမ်နှင်းဖို့အတွက်အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ကြောင်းကို မနေ့ကနိုဝင်ဘာ12ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့ကြတယ်ဗျာ ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာတွေကဂျပန်နဲ့ပတ်သက်သူဆက်နွယ်တဲ့သူတွေအကုန်ပါသွားမှာတော့ဝန်ထမ်းတွေပါမကြမ်းပြီးတော့ရင်အမေရိကန်ကအခုအထူးအဖွဲ့ကိုဒါဖွဲ့လိုက်ချင်းနဲ့တပိုင်းနဲ့အဲထဲမှာပဲသူတို့ရဲ့ထောက်လန်းရေးအဖွဲ့တွေတော့ရှိနေပြီဆိုတဲ့အကြောင်းတွေကိုပါကျွန်တော်ဖော်ပြပေးမှာပါအမိုးငြိမ်သည်ကတော့ဆက်ပြီးပြအဲ့တော့အဖိုးငြိမ်သည် းဆက်ဖို့ပဲကြံမာတော့တယ်။မင်းအောင်နိုင်မြောက်ပေးတိုင်းဂွေတက်အောင်ကားခဲ့သူတွေကတော့ဘလို့အချင်းလေးမျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ကဖော်ပြပေးမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ရင်ကြည့်ရှုကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပါမြန်မာနိုင်ငံပေါ်အရှိတောင်အာရှမှာအခြေစိုက်တဲ့ cyber လူလိမ်လည်မှုကြီးလုပ်ငန်းကြားဖြန့်လို့အားလုံးသိကြတယ် scan center strike force အမည်ပေးထားတဲ့အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်ကနိုင်ငံရေးဌာနက November 12ရက်နေ့ပြဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အထူးတပ်ဖွဲ့စတင်တဲ့နေ့မှာပဲ DKBA ဒီမိုကရေစီအကျိုးပြုကင်းရတက်မတော်ထိတ်တန်းခေါင်းဆောင်၄ဦးစော့စတီစိုင်းကျော်လှစော့စိန်ဝင်စော့ဆန်းအောင်တို့ကိုတန်ခတ်ပိတ်ဆို့အရေးယူမှုတွေကိုဒီပြည်နယ်ထဲမှာချမှတ်လိုက်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့သတင်းမီဒီယာအထက်တွေမှာ ဒီကြားပြတ်နဲ့ပတ်သက်ပြီးတော့သူတို့တွေမသိပါဘူးလို့သူတို့တွေ interview တွေကိုကျွန်တော်တို့တွေ့ရအောင်မသိလို့မရဘူးဗျာဒီကိစ္စကကျွန်တော်တော်လိုင်းရေးနေလဲသက်ဆိုင်နေတယ်ဆိုတော့ဥစမာဘင်လာဒင်လိုမျိုးအခိုင်ရာခေါင်းဆောင် တွေကိုတောင်မှကမ္ဘာထိတ်တန်းအဆင့်ရှိတဲ့အချမ်းဘက်ခေါင်းဆောင်တွေကိုအမေရိကန်ဘလို့နှိမ်နင်းခဲ့လဲ ဒါတွေကတကယ်ဖြစ်လာနေတာပါအမေရိကန်ကပြောတယ်အထူးတပွဲတွေဖွဲ့လိုက်ပြီ CIA အပါအဝင်ထောက်လှမ်းရေးတွေလွတ်လိုက်ပြီဆိုတာအဲ့ဒါရောက်နေလို့ပဲကျွန်တော်မိသားစုအဲ့ဒါရောက်နေပြီဘယ်တော့မှအမေရိကန်ကကြီးညာချက်ရဲ့အနောက်မှာလုံဆောင်ချက်ကပါလာတာမဟုတ်ဘူးလုံဆောင်ချက်တွေပုံပေါ်ပြီးတော့မှကြီးညာချက်တွေကအနောက်ကလိုက်တာအများကြီးမှာအမေရိကန်ကခြေလက်တလန်းတလန်းအမြဲတမ်းဥအောင် ူတို့တွေအစဉ်တစိုက်စ조사နေတာဒါလေးကိုကျွန်တော်ကသတိပြုစင်ကျင်စီချင်တာအချားပြတ်မှာရှိနေတဲ့စောင့်ရနေရေးအတွက်ပါဆိုပြီးတော့လောက်ကင်နေတဲ့ဝန်တန်းတွေနဲ့ပတ်သက်သူမှန်ကအကုန်လုံးပါသွားမှာဖြစ်ပါတယ်ကျွန်တော်ကစေနာနဲ့တိပေးနေတာတောင်းနိုင်ငံဟာကဘာရရက်ကအတုံးချခံအုံပြုခံဖြစ်နေတာမိကောင်းမကြီးတန်မီရဲ့အများကြီး စာဝိနေကြောင့်မိဖကြောင့်အလုတ်ကင်မရှိလို့အခုလိုမျိုးဗျာဒါစမှုတန်းပေါ်တာဆွဲနေတဲ့တန်းတွေကိုအလူးလဲခံနေရတဲ့အခြေအနေမှာအချို့ကြားပြတ်လုပ်ငန်းတွေမှာသွားလို့ရင်တို့တွေလွတ်တယ်ဘာဖြစ်လို့တိုင်းသားတပ်ဖွဲ့ဝင်တွေကလက်နက်နဲ့ကာဝယ်ပေးထားတော့ပေါ်တာဝင်ဆွဲလို့မရဟုတ်ပြီဒီဒုတိယဖွဲ့ FBI မိကန်လှုပ်ရဲ့ agency နဲ့ တရားရေးဌာနကိုယ်စားလှယ်တွေပါဝင်နေဒီဘက်ဟာမြန်မာကမ်ဘောဒီးယားလာအိုနိုင်ငံတွေကိုအဓိကထားပြီးကြားဖြတ်နေလည်မှုစံတာတွေနဲ့၎င်းတို့ရဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးတာတွေဖြိုခွင်းဖမ်းဆီးတာတွေတရားစွဲဆိုမှုတွေလုပ်သွားမယ်လို့သိရပါတယ်မလွတ်တော့ဘူးလို့ကျွန်တော်ပြောနေတယ်ကျွန်တော်ရင်မိသားစုလူနိုင်ငံကပြည်အရကြီးထွားလာတဲ့အချိန်မှာကြားဖြတ်ခဲ့သူသောစိုက်ဘာလိင်လိင်မှုကြီးကိုပြည်သူလူထုအနေနဲ့အထူးသတိပြုပြီးတော့ ငွေလွယ်တကူရနိုင်မဲ့ကံလန်မှုမျိုးကိုရှောင်ရှားပါကိုမမပါဘူးဆိုရင်လည်းပဲဗျာလောကကိုမပတ်သက်ပါနဲ့မပတ်သက်ပါနဲ့ကျောက်ခုအခြေအနေအကျော်ရနိုင်ငံအတွင်းထဲမှာဒီချပြန်လို့တရီတီဝေးဖွားခဲ့တာဘသူလဲဒီချပြန်ကိုကျွန်တော်တို့ကရင်ပြည်နယ်ထဲမှာထည့်ထားတာဘသူလဲဗျာတရားခန့်ဟောင်းဆောင်ကျွန်တော်တို့အားလုံးသိရှိပြီ ဒါကြောင့်မင်းအောင်လိုက်ညှောက်ပေးတိုင်းဒက်ကနေတဲ့သူတွေတော့သူရဲ့ဇက်သိမ်းအဆုံးကတော့လှမှာမဟုတ်တော့မကြတဲ့ကမင်းအောင်လိုက်နဲ့ DGB အဖက်ကြီး BGA အဖက်ကြီးတွားတွေ့ကြတယ်အဲ့တော့မင်းအောင်ဆိုင်ကသူတို့ကိုအမကန်ချက်ပေးခလိုက်တယ်ဒါကြောင့်လည်းမီဒီယာအရှိကိုထွက်လာပြီးတော့သူတို့ကအင်းပြည်နယ်မှာဖမ်းကျင်ရင်တော့ငွေသီးပဲလာဖမ်းလို့ရမယ်လို့တော့ပြောထားတာဖြစ်တယ် ဆိုတော့ကရင်ပြည်နယ်မှာ KNU ရှိတယ်။ KNU ကတကယ့်ကိုနိုင်ငံရေးစစ်ရေးအရန်ကိုကျွမ်းကျင်တယ်။ကျွန်တော်တို့ဒါအဖွဲ့ကြီးဖြစ်တယ်။ကျွန်တော်အချုပ်နေရာလေးတွေမှာ KNU ဟာအရန်ကိုတည်ငြိမ်လွန်းတယ်။အချုပ်နေရာလေးတွေမှာခြေတလန်းနောက်ဆုတ်လိုက်တယ်။ရှေ့ကိုတိုးမဲ့ခြေလန်းတွေအတွက်နောက်တလန်းဆုတ်ပြီးတော့အာယူလိုက်တဲ့ KNU ကျန်လို့ပြောတဲ့မှတ်ချက်တစ်ခုကိုကျွန်တော်မှတ်မိသေးတယ်ဗျအဲ့ဒါပါလဲဆိုတော့ဟုတ်ပြီဒီ online လုပ်ငန်းတွေကြားဖြန့်ကိုနှိမ်နှင်းကျင်တာထိုင်းမှာလည်းအရန်ကိုခဲခဲကြတော့ဗျထိုင်းနိုင်ငံသားတွေလည်းအလင်ခံရတယ်တရုတ်နိုင်ငံသားတွေလည်းအလင်ခံတကမ္ဘာလုံးမှာရှိတယ်နိုင်ငံသားတွေအလင်ခံနေရတဲ့အပြင်လူမောင်ကိုကူးတဲ့ကိစ္စမျိုးတွေပြီးတော့နောက်ဆုံးကိုရင်းကလီစာတွေပါထုတ်ပြီးတော့ အဖြတ်ရောင်းစားတဲ့အဆင့်ထိရောက်လာတော့ကဘာကြီးကဘလုံးမမျက်စိမှိုက်လို့မရတော့အနာသိပြီးတော့ကျွန်တော်တို့နိုင်ငံဟာတော်တော်လေးကိုဘလောက်ထိဗျာဘယံမှာဖြစ်သွားလဲဆိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်မသိတဲ့နောက်ကွယ်ရအကြောင်းအရာတွေအများကြီးရှိနေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအချို့အရာတွေကကျွန်တော်ကမိသားစုဝင်တွေကိုအတိပေးဖို့အဆင်မပြေသေးလို့ကျွန်တော်ကလည်းနားလည်ပေးပါဟုတ်ပြီသူများအများမြင်တယ်ကရင်ပြည်နယ်မှာပဲကြားဖြတ် ကိကိပရွှေကုတ်ကုဆိုကိကိပကိုနေတိုင်းဘုံကြီးခွဲပြတယ်အဲ့ဒီဘုံခွဲတဲ့ဗန်တွေနဲ့အဲ့ဒီမြေယာဂျောင်းမှာရှိတဲ့ကျွန်တော်တို့အချို့အဆောက်အဦတွေအစင်ပြီးတော့ဒါလောက် vibration လေးညာပြီးတော့အချို့တော့အဆောက်ကြီးတင်ပြနေအတွက်မှာမဟုတ်ဘဲနဲ့ဟိုကကေကေဘလည်းရနေတော့ဟိုထိုင်းနိုင်ငံထိတော့ကြာထိုင်းနိုင်ငံသားတွေနေတဲ့အိမ်တွေခေါင်းမိုးတွေထိတော့မပေါက်ထွက် ကျွန်တော်အဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဘလို့နေထိုင်ကြပါသူတို့ရဲ့အဆောက်အဦရဲ့ကြံ့ခိုင်မှုတွေငယ်ငယ်လို့တို့ပဲကျွန်တော်မိသားစုဆိုတော့ဒီမှာလည်းလက်နက်ရှိတယ်လှုပ်ချနိုင်လှုပ်လို့ရမယ်ဆိုပြီးတော့သူတို့ကမျောလင့်နေကြတာအမှားတွေအကြီးကြီးတကူတကူသူတို့ရေစက်တိုင်မှားသွားကြကီကီပတ်ကိုအခုအချမ်းဖက်စစ်ခွင့်တက်ကအဆောက်အဦတွေဗျာကျွန်တော်မိသားစုဝင်တွေဒါမြောက်ပြီးဟစ်တိုင်မှာလည်းတင်ထားပါတယ် တကယ်အဆောက်အကောင်းတွေကိုအကုန်လုံးကိုဖြိုချဖြက်စီအဲဒီမှာရှိတဲ့ကားတွေဆိုနောက်ဆုံးပေါက်ကနောက်ဆုံးပေါက်ကားတွေကြီးပဲရှယ်တွေကြီးပဲကျွန်တော်မြင်တာဆိုတော့တော်ရင်တစ်ဖွဲ့ဝင်နေရဲပေါ်တွေဖုန်းဝင်းတစီမပြောနဲ့တူဝီလေးတစီတော်မှာအသေးအံရုံးကန်ပြီးတော့ကမ်ပိန်းတွေလုပ်ကျွန်တော်မိမပြည်သူတွေကလည်းပဲအခက်ပြုံးဆုံးချားတွေကနည်း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 စုပြီးတော့ကျွန်တော်တို့မှလုပ်ရတယ်ကျွန်တော်ဆိုရင်ကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုရှိတယ်ဒါပေမဲ့ကျွန်တော်မိမပြည်သူတွေအရင်အားနာလုံးလုံး ပူရီကားစီးတော့မှာဗျာကျွန်တော်တို့ဝယ်ဖို့ရတော်တော်ခက်ခဲတာဒါပေမဲ့ကြားပြန့်ကွင်ထဲမှာထားခဲ့တဲ့အဲကီကီပတ်အတွင်းမှာကြံခဲ့တဲ့ကားရဲ့အခြေအနေကိုလေ့လာကြည့်လိုက်မူကြီးဘလူးမျိုးလက်ပတ်နေလဲဆိုတာအချို့ကအမိမထွက်ဘူးဘာလို့လဲတိလက်ချင်တာဆိုကေကယူတယ်နေရာရောင်းစားတယ်လုံခြုံရေးယူပေးတယ်ကယ်ရီလုပ်တယ် KNU BGF DKBA ပြီးတော့ PC ကျောင်းမိသားစုနဲ့မြင်အောင်ကြည့်ပြပါဟုတ်ပြီ KNU ကတကယ်ကြားတော့ K မှာ KNU ဘယ်ဖွဲ့စည်းမှကြော်လို့မရကျွန်တော်တို့အတိဆုံးဟုတ်ပြီအခုဒီအခြေအနေရောက်လာပြီသူတို့ဘယ်လိုယုံထွက် ကျွန်တော်တို့မသိပါဘူးဆိုတော့ reason ပေးတဲ့အကြောင်းပြချက်တွေဟာမလုံလောက်တော့ဘူးကျွန်တော်ရဲ့သားဆိုရင်ဟုတ်ပြီမိကန်ကဘလူးအဖွဲ့အစည်းတွေလေမိကန်ကအခုဒီဖွဲ့စည်းလိုက်တဲ့အထူးထောက်လှမ်းရေးအဖွဲ့တွေ ਨੇ ကြားဖြတ်နဲ့ပတ်သက်သူမှန်မြအားလုံး ਨੇ ခေါင်းဆောင်တွေကိုစုံစမ်းမယ်ဆက်ဆေးမယ်ဖြုတ်ခွင်းမယ်ဖမ်းဆွဲမယ်ဖမ်းဆီးမယ်တရားစွဲမယ်ဆိုပြီးတော့ပြောခဲ့တာ ပါဆက်ပြောမှာမဟုတ်ကျွန်တော်ကတော့ကျွန်တော်မိသားစုနေပွင့်လင်းပြောပြီးသားသူရဲ့ထုတ်ပြန်ကြီးညာချက်ကနောက်ကျတကယ်လားသူရဲ့လုံဆောင်ချက်ကအရင်အခုသူရဲ့ CI ထောက်ခံရေးအခုရောက်နေပြီဗျာဟုတ်ပြီကျွန်တော်မိသားစုနေလက်ရှိချိန်မှာမြောက်ပြည်ဘက်မှာ site တွေအများကြီးရှိတယ်ဆိုတော့ KK Pub လို့ပဲလူတွေကတိကြတာပြီးတော့ AK AK လိုက် လုံလုံနေတဲ့ wing ထဲအမြင့်ကြီးတွေစောက်ပြီးတော့လုံဆောင်နေတဲ့အခြားနေရာတွေလည်းရှိတယ်။ပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့ရွှေပြောင်းပြီးတော့ရန်ကုန်တဲအထိကြားဖြန့်တွေရခြေချနေတယ်ဆိုတာရန်ကုန်ကနည်းနည်းကြီးတဲ့စစ်တပ်အုပ်စိုးတဲ့မင်းသာဒုံပဝင်းကျင်မှာပဲနည်းနည်းလေ့လာကြည့်လိုက်ဒီကြဖြန့်ကိုတီချောင်သူဟာဒီကြဖြန့်ကိုအသက်သွင်းသူဟာမင်းအောင်မှိုင်ဖြစ်တယ်။ဒါကြောင့်လည်းမင်းအောင်မှိုင်နဲ့တွဲဆုံပြီးတဲ့ BGF တို့ DKPA တို့ ဒေသံမလျှော့ကြတာမင်းအောင်လိုင်ကဘလို့မြှောက်ပေးလိုက်ပြီးတော့ဘလို့အမကတ်ချက်တွေတောက်ပေးလိုက်လဲမှသူတို့မသိတာမင်းအောင်လိုင်ကဘာကောင်မို့လို့ဘာကောင်မို့မို့သူတော်မပပင်းနေရတယ်ကောကျွန်တော်လူငယ်လက်ကလွတ်မှာတော့မဟုတ်ဘူးလို့ကျွန်တော်ကြိုးပြောချင်တယ်ဟုတ်ပြီဒီစစ်စင်ရေးတာဥပဒေဘိုင်းဆိုင်ရာအရေးပါမှုတိုင်းတာထိပြီးတော့ထောက်လိုင်းရဲ့အချက်လက်တွေနှစ်နဲ့ချီပြီးတော့စုံစမ်းခဲ့တာဖြစ်တယ် အခြေခံကြတဲ့အသေးစိတ်ချက်လက်တွေပါအကုန်လုံးကိုပြင်ဆင်ထားပြီးဖြစ်တယ်။အခုမှစုံကန်းတာမဟုတ်အခုမှတည်တာမဟုတ်ဘူးဆိုတာကိုပြောချင်တာပါ။ဟုတ်ပြီ။အစ်မဘီလာဒင်အကရာခေါင်းဆောင်အဘူဘကာ IS ခေါင်းဆောင်ကာဆင်ဆူလီမာနီအီရန်ခေါင်းဆောင်တို့လိုကမ္ဘာအဆက်ထိတ်တန့်ရာဇဝတ်မှုခေါင်းဆောင်တွေအပြင်အကရာခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ အကီအေဂျာစီသုံးဝက်ပုံအောင်နေတဲ့နေရာတွေကိုပါမြေလံပြီးတော့အမေရိကန်အထူးတပ်ဖွဲ့ဝင်တဲ့ CIA ဗျာနှစ်ပေါင်းများစွာထုံလန်းစုံစမ်းထောက်လန်းပြီးတော့မှတီတီကြကြအရေးယူချိန်မုန်းခဲ့တဲ့တာခါတွေရှိခဲ့ဘူးလေဗျာကျောင်းမြန်မာနိုင်ငံမှာဘသူကဘာလို့နေလဲဆိုတာအမေရိကန်သိမေရိကန်ထောက်လန်းရေးမှာကမ္ဘာအဆင့်နံပါတ်1 စရင်တဲမှာရှိနေတာကျွန်တော်တို့နေရတော့ကြာပြီဗျလောက်ကာလာဘလောက်လဲတော့ကျွန်တော်မှတ်မိတော့ဘူးကျွန်တော်တို့နိုင်ငံပေါ်ကိုမိကန်ကျွန်တော်တို့တည်ယူပို့ဆောင်ရေးစစ်သုံးလေယာဉ်ကြီးဖြတ်ပြန်သွားတယ်ဆိုတော့ဒီလေယာဉ်ဖြတ်ပြန်သွားတယ်ပြီးတော့ရေဒါကနေပြီးတော့ပျောက်သွားတဲ့အခြေအနေမှာနေပြီးတော့မှရှိတဲ့မင်းအောင်လှိုင်းအသေးအတန်ယူခါသွားတာကျွန်တော်မိသားစုနေကျွန်တော်ဖော်ပြခဲ့ အဲ့လင်းလေးတစ်စီးနော်ကျွန်တော် area ကိုပုံမှန်တိုင်းဖြတ်ဖြတ်တန်းနေကြဒီလိုရကျွန်တော်နိုင်ငံ area နည်းမဲ့ပြောကိုဖြတ်တန်းလာမှာကိုမင်းအောင်ဖိုင်ကကြိုမသိတဲ့အတွက်အဲ့တော်ယူခါသွားတာလင်းလေးတစ်စီးနဲ့မြန်မာနိုင်ငံကိုဖြတ်သွားတာပုံမှန်သွားနေကြလမ်းကြောင်းလိုက်မဲ့သွားတာဒါပေမဲ့မင်းအောင်ဖိုင်ဘလောက်ထိဒီအချိန်မှာယူနေလဲဆိုတာမျိုးဘလောက်ထိကြောက်နေလဲဆိုတာမျိုးမကြောက်ပါနဲ့မင်းအောင်လည်းမြောက်ပိုးလို့ကပြီးတော့လုံနေတဲ့သူတွေကလည်းပဲ ဥစမာဘင်လာဒင်လိုမျိုးတကယ်ကိုလှုပ်ရပြီးတော့တကယ်ကိုတိုတိတ်တဲ့ကောင်းတွေကိုတော့မှဘလို့ချင်မုန်းခဲ့လဲဆိုတဲ့ဥပမာကိုကျွန်တော်ကဖော်ပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။လက်ရှိချိန်မှာဘုံဘုံတိုင်းတိုင်းနဲ့ဂေဂေပါဆော့ဥတွေကိုတုံးပြီးတလုံးနေ့တိုင်းဘုံခွဲပြနေတယ်။ဒါပေမဲ့ဘုံကဆန်ရှင်ထုတ်လိုက်တဲ့အချိန်မှာဂေဂေပါပါသေးတယ်ဗျာ။အော်ဂေဂေပါကိုငါတို့က ုပ်အုပ်ပုံကြီးပေါ့ဗျအုပ်ပုံကြီးလှုပ်လိုက်လို့ပြီးသွားပြီပေါ့ဗျာမင်းအောင်အဲ့လိုတွေးတာမရနေပြီးတော့ထိပါခေါ်ပြီးတော့ထားထားတယ်အချို့ခေါင်းဆောင်တွေမင်းအောင်မိုင်းတာမရလွတ်မှာမဟုတ်တော့ကဲနူတော့ကတော့ခြေတလန်းလေးနောက်ဆုပ်မုံငယ်ဒီကတော့ဆက်ပြီးပြီကျွန်တော်မိသားစုရင်မှတ်မိလားဖုံးငယ်ဒီဆက်ဖို့ပဲကြံပါတော့ ဟုတ်ပြီဆိုတော့ကိုရကိုရမိုင်း30ဝင်းချင်လာပေါ့ဗျာဒါလိုဒီမှာပဲလက်နက်ကိုင်းလူမောင်ခိုကူးချားဖြန့်တွေကိုလက်ခံဆိုတော့ငွေလွယ်လွယ်ရတဲ့လုပ်ငန်းတွေအကုန်လုံးကိုတင်ကျုံပြီးတော့လုံးဖျားတွေတဲဈေးတွေစောက်ပြဖုန်းကြီးတွေကိုပြင့်ပြီးတော့ရှယ်လူပြနေတဲ့သူတွေမရတော့ဘူးဆိုတာ ကျွန်တော်မိသားစုဝင်နေအမိနာမတွေအများကြီးကိုတော့ကျွန်တော်မပြောချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့အချို့အားတွေကလည်းပဲလူမျိုးရင်းအဆင်မပြေတာရှိတယ်။ဘာပဲဖြစ်ဖြစ်အဲဒီစင်းရင်းတွေနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာတော့မိခံထိုင်း KNY ပူပေါင်းပြီးတော့လွတ်ဆောင်သွားမှလို့ပဲကျွန်တော်ကတော့ပြောချင်တယ်။ဆိုတော့ကျွန်တော်မိသားစုနေ ဒါကျွန်တော်တို့ BGF ပြီးတော့ DGBA ပြီးတော့ PC စတဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်ပွဲလမ်းသမင်တွေဗျာအချို့ရှိတယ်ဗျာအလူပွဲတွေမှာဓာတ်ပုံရိုက်တယ်မဂ္ဂဇင်းဟာမီဒီယာပေါ်မှာပါသွားတယ်ဓာတ်ပုံတွေပါသွားတယ်ဆိုတော့ BGF အတုံးချခံ DGBA အတုံးချခံပေါဝင်ပသက်သူတွေကျွန်တော်စေနာအမှန်နဲ့သတိပေးတာပါအချို့သူတွေရန်ယူတာကြတယ်မသိကြဘူး 哦သူနဲ့ရင်းနှီးလို့သူနဲ့ရင်းနှီးလို့တွားကြရတယ်တက်ကြရတယ်ဓပုံမှတ်တမ်းတွေမှာပါသွားတယ်ဟိုကထောက်လိုင်းကြီးကတောင်းလျှောက် record ယူနေတာအော်ကိုယ့်ရဲ့မှတ်တမ်းတွေကိုယ့်ရဲ့ဓပုံတွေကိုယ့်ရဲ့ဗီဒီယိုတွေတော့မှဟိုဘက်ရောက်နေပြီလားဆိုတာကိုတော့မှဘယ်သူမှမသိရအောင်ဒါကြောင့်ပြောတာဒီကကျွန်တော်မသိပါဘူးကျွန်တော်တို့မလုပ်ပါဘူးကျွန်တော်တို့ကိုလည်းလာဖမ်းလို့မရဘူးကင်းပြင်းနေမှာလာပြီးတော့ဖမ်းနေတယ်ဆိုရင်တော့တောင်းပေါ်တက်ပြီးတော့ငွေဦးပြီးမဲ့ဖမ်းလို့ရမယ်ဆိုပြီးပြောနေတာတွေကလည်းအလုံးမဖြစ်ဘူး သူတို့အခုမှကြီးညာချက်ထုတ်တာရှိဒီမှာ record အကုန်လုပ်ပြီးသွားပြီထောင်းလိုင်းရငကိုရဲရောက်နေပြီသားဆိုတော့ဟုတ်ဒါကတော့ဒီလေတန်ဒီအမြင်တွေနဲ့ဒီစကားတွေပြောရဲဆိုတာကမင်း online မြောက်ပေးလို့အာနာပိတ်အကြမ်းဖက်စစ်ခွေးတက်ကိုမျက်စိမှန့်ပြီးတော့ထောက်ခံသူရဲ့လေတန်ဟာတလေတန်လည်းဖြစ်နေတယ်ကျွန်တော်တို့ထူးခြားစွာတွေ့ရတာဖြစ်တယ် ကျွန်တော်တို့ထူးခြားစာလို့အမြင်နဲ့ပြောတော့ကျွန်တော်မိသားစုသူတို့ပြောတဲ့စကားနားထောင်ကြည့်လိုက်ဟုတ်တယ်နော်ဒါအချို့နေရာတွေဆိုရင်ဗျာအเจ้าတွေစောက်ပြတယ်အเจ้าလည်းရောက်ဘူးတယ်ကျွန်တော်တခါမင်းတို့ခုမေးဘူးတယ်အဲ့ဒီအเจ้าကဘယ်သူတွေတက်မှာအာကရင်ကလေးတွေအတွက်စောက်ပေးထားတာပေါ့နော်ဘယ်သူဘယ်သူစောက်တာလဲကျွန်တော်သိတယ်စောက်ပေးတဲ့သူတွေကျွန်တော်သိဆိုတော့အစဘလော့ကုန်လဲဆိုတော့လည်းကျွန်တော်လည်းခံမှန်းလို့ရတာပေါ့နော်အစောက်ဦးကိုကြည့်ပြီးတော့အစောက်တလုံးနဲ့မဟုတ်ဘူး ကဲအကြီးသူရဲ့သူ့ရွာမှာသူ့เจ้าကိုသူတို့စောက်ကြတယ်လှူမ်းနေပေါ့ဗျာဆိုတော့ဒါဟာလူလောက်မှုမဟုတ်အဲ့ရရတဲ့ပတ်စံကဘယ်ကရတာလဲ။ကင်အတွက်ဂျိုးပြူတဲ့တတ်မတော်ကင်အတွက်ဆိုတဲ့လက်နဲ့ကင်ထားတဲ့သူတွေကင်အတွက်တကယ်စေနာရှိတယ်ဆိုရင်ကင်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ တူကျူးစားကြရမှာဖြစ်ပါတယ်။နေရာတစ်ခုလေးကိုအပြစ်ခတ်ရထားတဲ့ပုံစံမျိုးဖန်တီးပြပြီးတော့မင်းအောင်လိုက်အလိုကျလောက်ကင်နေပြီးတော့သူတို့ရဲ့ကျေးရွာလေးမှာကြောင်းလေးဖွင့်ဖျားလေးတဲပြဇေဒီလေးတဲပြယုံနေ။ဒါဟာငြိမ်းချမ်းရေးလည်းမဟုတ်ဘူး။ဒါလွတ်မြောက်သွားတာလည်းမဟုတ်ဘူး။ဒါကင်ပြည်သူတွေလည်းမဟုတ်ဘူး။မင်းအောင်လိုက်အလိုမကျရင်ဘလို့ဘုံကျဲလေ။ ဒီကြောင်ပြနဲ့ပတ်သက်တယ်ဆိုရင်ဆုံးသက်တာဘယ်လိုဖြစ်မလဲဘာကြောင့်ကိုယ်တကူစားကောင်းစားရေးကိုယ်အတိုင်းဝိုင်းကိုယ်ဝင်းဝိုင်းလေးကောင်းစားရေးအတွက်ပဲလုပ်နေတာတွေကိုဆုံးသက်ဖို့လိုပါတယ်မားတွေကိုတည်ပြီးတော့အမှန်ပြင်ဖို့နောင်တဆိုတော့နောက်မကြပါဘူးကင်ပီသူအများကြီးနှင်းနဲ့ချီပြီးတော့စပီးရှော့ ဘယ်သူမှကိုမွေးရဲ့မျိုးကိုစောက်ခွာပြီးတော့ဩစတြေးလျလည်းမတွားချင်ဘူးအမေရိကကိုလည်းမတွားချင်ဘူးတကယ်တော့ကျောင်းနိုင်ငံကငုံချဆုပ်ပြတ်တက်နေတဲ့နိုင်ငံမဟုတ်ဘူးကျောင်းနိုင်ငံလေးဟာတကမ္ဘာလုံးမှာရှိတဲ့တာဆိုတော့အကုန်လုံးထွက်တဲ့နိုင်ငံနောက်ဆုံးတော့ဘာလဲထွက်တဲ့ရေနယ်လမ်းထက်တဲ့ကျွန်တော်တို့ခနောက်စိမ်းလမ်းထွက်တဲ့ရွှေလမ်းထွက်တဲ့အကုန်ထွက်တယ်ဒါပေမဲ့ကျော် နိုင်ငံသားကျွန်တော်တိုင်းရင်းသားတွေဒါတွေကိုအသုံးပြုပြီးတော့ဘာမှမရှင်းသန်းရတော့တဲ့အခါမှာသူများနိုင်ငံသွားပြီးတော့ကြုံခံနေကြရတာဖြစ်တယ်။ဒါတွေကိုကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့အဆုံးသတ်ဖို့လိုတယ်။ဒါတွေကိုလည်းကျွန်တော်အမြင်မှန်ရဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်ကပြောတာလက်ရှိဒါကြားဖြန့်ဆိုပြီးတော့ဒါပတ်သက်နေတဲ့သူတွေအကုန်လုံးတတန်းကရက်နောက်ဆုတ်ဆရာရှိတာနောက်ဆုတ်တာကျွန်တော်စေနာရင်းနဲ့ကျွန်တော်မိသားစုအနေကို ဖော်ပြနေခြင်းဖြစ်ပါတယ်တကယ်ကဒီလိုလူတွေလို့လို့ပေါ့နော်ကျွန်တော်ညီမဟာကဘာမှာနမည်ဆိုးနဲ့ကြော်ကြားသွားတာဖြစ်တယ်အရန်ရှက်တယ်ကျွန်တော်ရန်ရှက်တယ်ကျွန်တော်လူတွေမဟုတ်ဘူးကျွန်တော်နိုင်ငံလွတ်မြောက်ဖို့အတွက်ကျွန်တော်ရဲ့နောက်လာမယ့်အနာဂတ်တွေအတွက်ကျွန်တော်ရဲ့ဒါအချိန်လေးပေါ့ဗျာ ကျွန်တော်ပိဆက်နိုင်တဲ့အရာတွေကိုပိဆက်ပြီးတော့ဒီဒေါ်လာရေးထဲမှာပါဝင်နေတာဒါပေမဲ့ဒီလူတွေနေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိရကျွန်တော်တို့ကရင်တွေနဲ့နာမည်ပြတ်ကားတယ်ကျွန်တော်တို့အားလုံးနဲ့နာမည်ပြတ်ကားတယ်အတူတူပဲဟာငါနဲ့မဆိုင်ဘူးဥမာဆိုတော့အမှားလားကျွန်တော်တို့မော်လေးပေါ့ဗျာငါလည်းမဆိုင်ဘူးမဟုတ်ဘူးကောကြားပြန်နေတဲ့ပို့ဆောင်ရေးမွန်ဧရိယာကိုလည်းဖြတ်ကားတာပဲဒါကျွန်တော်ဥပမာလေးတစ်ခုပဲပြောပြတာပါကျွန်တော်အားလုံးနဲ့သက်ဆိုင် မြန်မာပြည်ပွားကျွန်တော်တို့ပြည်တော်စုတိုင်းရင်းသားတွေအားလုံးဂုဏ်သိက္ခာညှိုးနှံ့ရတယ်။ဒါတို့ကိုကျွန်တော်တို့အဖတ်ဆယ်ဖို့လိုတယ်။ဟုတ်ပြီ။ဒီနေ့ကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေက online ငွေလိမ်ရာဇဝတ်ကွန်ရက်အမေရိကန်နိုင်ငံသားတွေအပါအဝင်အရုပ်တကမ္ဘာလုံးမှာရှိတဲ့သူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေရှိလာတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ DGB ရဲ့လုပ်ငန်းတွေ ဒီဘီရီထောက်ပံ့ကူညီနေတယ်ဆိုတော့မြန်မာနိုင်ငံအတွင်းထဲမှာပြည်တွင်းစစ်ကပုံမစိုးရတဲ့ဆိုတဲ့နိုင်ငံကြီးကသူ့တေတီတီရဲ့ဖော်ပြချက်မှလည်းတွေ့နေရတယ်။ကြားပြန့်ရှိနေတော့ BGF ကလည်းငွေပေါနေတယ်။ DGB ကလည်းငွေပေါနေတယ်။အဲ့ဒီမှာအဲ့ဒီကြားပြန့်ကိုသွင်းထားတဲ့ကျွန်တော်တို့မင်းအောင်လိုက်ပဲပြောသေးတယ်။ဒါတော့ရှီကျင်းပင်အကြောင်းကျွန်တော်မပြောသေးဘူး။မင်းအောင်ဆိုင်ကျိုးဆွဲရလိုက်ကြရတယ်။ ောင်းကရင်ကရင်ချင်းမတက်တော့ဘူးစုပ်ဖြတ်လိုက်ကြလို့အရင်တော့အခြေအနေနဲ့ဆိုမလွယ်ဘူးအချို့တော့ကရင်တပ်ဖွဲ့ဝင်ပါကညောအဟောင်းကြီးအများကြီးရှိတယ်တကယ်ကိုစိတ်ထားကောင်းတဲ့သူတွေကရင်ကရင်ချင်းတက်ကြတော့ကွာစိတ်ညစ်လို့ဘေးထွက်သွားတာတွေအများကြီးရှိတယ်ကျွန်တော်မိသားစုကရင်ကနှစ်နဲ့ချီပြီးတော့သူတို့ခံစားခဲ့ရတဲ့အခါသူတို့အတိဆုံးပါကျွန်တော်တို့သိတယ်ဆိုတာပပလေးပါကျွန်တော်မိသားစု ကျွန်တော်2021မှာကျွန်တော်ကင်းနေမြို့ရောက်လာတယ်အခုကာလတွေမှာเนาะကင်းနဲ့အတူတူအကင်းခန်းစားခဲ့ရတဲ့အရာတွေကိုကျွန်တော်တို့ကင်းတွေရဲ့ကိုစားကင်းလူငယ်တွေရဲ့အတန်အနေနဲ့ပဲကျွန်တော်တို့ကွာကြီးကိုချက်ပြနေခြင်းသာဖြစ်ပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်မိသားစုဝင်တွေ3ထားဖို့ ਨੇ လက်ရှိအချိန်မှာအမေရိကန်အပါဝင်ပေါ့เนาะဒါလောက်ဆောင်လာကြမယ်အချိန်ကြားဖြန့်နှိမ့်နေရေး တော့အထူးတပ်ဖွဲ့နဲ့ CIA ထောက်လန်းရေးတွေကကျွန်တော်မြန်မာနိုင်ငံအတွင်းတည်းရောက်ရှိနေချောင်းနဲ့ဆက်လက်ပြီးတော့သူတို့တွေဘယ်လိုမျိုးနှိမ်နှင်းသွားမလဲဘယ်လိုမျိုးဖန်ဆီးသွားမလဲဘယ်လိုမျိုးရေးယူသွားမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါတော်လိုင်းအတွက်အရေးကြီးပါတယ်ကရင်တွေတော်တေးတော်လိုင်းကောင်းကောင်းလုပ်လို့မရအောင်ကြားဖြန့်ကိုကရင်ထဲမှာခိုင်ခိုင်မာမာပုံမချခဲ့ ဒါကြောင့်ကျွန်တော်တို့ပြောတာမင်းတို့လှုပ်လို့ပြီးပြီလားမင်းတို့အလှည့်ပြီးကျွန်တော်တို့အလှည့်လာမယ် KNU ကအမြဲတမ်းကွန်ဝါရင်းနဲ့အင်္ဂိုင်းနေတာမဟုတ်ပါဘူးနိုင်ငံရေးစီရင်သူတို့သွားမယ်လမ်းကိုသူတို့သိပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံ Federal Democracy ဟာတင့်တော်ဆုံးပြီးတော့ကရင်ပြည်သူလူထုလုံးပတ် KNU ကဘယ်လောက်ထိအရေးပါလဲတော်လန်ရင်းမှာ KNU ဘလောက်ထိအေးပါလဲဆိုတာ NUG နဲ့ခြားသောတိုင်းသားတစ်ဖွဲ့ဝင်တွေအလုံးသိရှိပါတယ် KNU ကိုပရက်ရှာပေးလို့မရပြောကြတာက KNU ကိုတိုင်းကလည်းပရက်ရှာပေးလို့မရတရုတ်ကလည်းပရက်ရှာလာပေးလို့မရအိန္ဒိယကလည်းပရက်ရှာလာပေးလို့မရအမေရိကကလည်းပရက်ရှာလာပေးလို့မရဟုတ်ပြီဒါတော့အဲ့ဒီအရန်ကိုရေးကြည့်တဲ့လမ်းစာခုထပ်ပြီးတော့ပွင့်သွားတာဖြစ်ပါတယ်အချိန်ကလှုပ်ရှားမှုတိုင်းဟာ တကယ့်ကိုတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့မှတပြရင်နဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုနှုတ်ဆက်ပါတယ်အဲနောက်လာမယ့်ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်調査ပေးပါမယ်လည်းနဲ့ဘေးစီဘီကဘေးချက်ုံနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအုပ်ရှင်းတဲ့ဘေးနဲ့ကင်းရှင်းပါတဲ့လေးနဲ့စတောင်းရှင်းတဲ့ကျွန်တော်ရောရှင်းလိုက်ပါ